အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တရွာလုံး YouTuber ဖြစ်လာခဲ့တဲ့ဇလန်လေးကိုတင်ဆက်ပေးချင်ပါတယ်ဗျာဒီနေ့ကတော့ပန်ချယ်လာရွာလေးကရွာသားတယောက်ရဲ့မင်္ဂလာပွဲတစ်ခုဖြစ်ပါတယ်အရန်ခေါင်းတဲ့ရွာငယ်လေးဖြစ်တာကြောင့်မိဆိုလို့မိဆက်တစ်ခုကိုသာအားကိုးရပြီးတော့အခုလဲလျှက်စစ်ကပြတ်တောက်ပြီးပိတ်သိက်ဆရာကလည်းစိတ်ဆိုးပြီးတော့ပြန်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့နံပါတ်ပြားတက်မှတ်ထားတဲ့ကားတစ်စီးနဲ့အတူလူစိမ်းတယောက်ရွာလေးကိုဝင်လာခဲ့ပါတယ်သူတို့ရဲ့ပွဲကိုအဆုံးသတ်သွားအောင်ကူညီပေးခဲ့ပါတယ် အဲ့ဒီလူကတော့သူကိုယ်တိုင်ရေးဆက်ထားတဲ့ကြပြကိုခက်တီတီရွတ်ဆိုပြပြီးတော့ဇွာသားတွေကလည်းနားမလည်ပေမဲ့လက်ခုပ်တီးပြီးတော့အားပေးကြပါတယ်။အဲ့ဒီလူကတော့ဒီရွာကိုရွှေ့ချင်လာရိုက်တဲ့ဒရိုက်တာဖြစ်တယ်လို့မိတ်ဆက်ပေးလိုက်ပါတယ်။ဒါကိုကြားလိုက်တဲ့ရွာတိုင်းကလူတွေကသူတို့ရွာအတွက်ရုပ်ရှင်ရိုက်ကြမှာဆိုတော့ကြွားသားအလုံးဝမ်းသာနေကြပါတယ်။ပြီးတော့ shots လက်ပြနဲ့ရုပ်ရှင်စကားရဲ့ trailer ကိုလည်းကြည့်ပြီးတော့ကြွားသားတွေကလည်းလာကြိုက်မဲ့ရုပ်ရှင်အတွက်စိတ်ဝင်စားသွားကြပါတယ်။ အဲ့ဒီရွာသားတွေတဲကမှဂျိုကူလာလို့ခေါ်တဲ့ကောင်လေးနဲ့သူ့တန်ငယ်ချင်းတွေကရွက်ပုံသီးပါရမီရှင်လေးတွေဖြစ်ကြပါတယ်။သူတို့အတွက်အခွင့်အရေးရလာတော့ဒရိုက်တာကြီးရှတ်လာကိုတွားရှာပြီးတော့တိုင်ပင်ကြပါတယ်။ဂျိုကူလာကသူ့ရဲ့ဇလန်းကိုတယောက်တည်းပဲတင်ထားခြင်းပေမဲ့တန်ငယ်ချင်းတွေမြောက်ပေးတာမို့လို့သူ့ရဲ့ဇန်ကျင်းကိုပြဖို့ဆုံးဖြတ်လိုက်ပါတယ်။တူတူလာတဲ့လန်ဒက်ရှောက်မှာရှတ်လာကသူ့ရဲ့ဇလန်းကိုခိုးသွားမှာကိုဂျိုကူလာကစိတ်ပူနေပါတယ်။တန်ငယ်ချင်းတွေကဇလန်းခိုးခဲ့ရင်တော့သူတို့ကိုယ်တိုင်ဖြည့်ရှင်းပေးမှာပါလို့အပင်းရင်နဲ့၃ရောက်စလုံးက ရှာဂျလာစီကိုရောက်လာတော့ဂျိုကူလာကသူ့ရဲ့ဇလန်းနာမည်ကအမောင်းလို့ခေါ်တယ်ဆိုပြီးတော့အစတင်မိတ်ဆက်ပါတယ်။ရှာဂျလာကဂျိုကူလာပြောတဲ့ဇလန်းကိုတေချာနားထောင်ပြီးနေခဲ့ပြီးဂျိုကူလာရဲ့စိတ်အိမ်နဲ့ပြကွက်တွေကအယံမိုက်နေတာကို တွေ့လိုက်ရပါတယ်။ဒါကြောင့်ဒီဇလန်းလေးကိုရုပ်ရှင်ရိုက်လို့ကောင်းတဲ့ဇလန်းပဲလို့ပြောပြီးတော့သူတို့ဇလန်းကိုရိုက်မယ်လို့ကတိပေးလိုက်ပါတယ်။အားလုံးကတော့သူတို့ရဲ့ဇန်ညွန်းကိုရှာဂျလာကလက်ခံလိုက်ပြီးမလို့အပြန်လမ်းမှာစိတ်ကူးအိမ်မက်တွေကိုစီနဲ့ဖြစ်နေကြပါတယ်။ဒါပေမဲ့လမ်းတစ်ဝက်မှာပဲဂျိုကူလာက သူ့ရဲ့တငယ်ချင်းပရာစင်ကိုဒီလိုလုံနိုင်မယ်မထင်ဘူးလို့ပြောပါတယ်။ပရာစင်တို့ကတော့ဘယ်ရာကိုမှမကြိုးစားဘဲလက်မလျှော့တင်ဘူးလို့ပြောပြီးတော့အားပေးကြပါတယ်။ဂျိုဂူလာတို့ရဲ့အိမ်ကတော့ရှိုးရှိုးဆက်ဆက်တွေလှုပ်တာကိုခွင့်မပြုထားတဲ့အိမ်ဖြစ်နေတော့သူ့ကိုခွင့်ပြုပါမလားလို့တွေးပူနေခဲ့တာပါ။တငယ်ချင်းတွေကဂျိုဂူလာအတွက်ကူပြီးပြောပြပါမယ်လို့အာမခံလိုက်ပါတယ်။အင်းဝေရောက်တဲ့အခါမှာတော့စီကံကြီးတဲ့ဂျိုဂူလာရဲ့အမိကနွားနို့ညှစ်ဖို့အချိန်ရောက်နေတာတော့ရှောက်ပြီးတော့အလေလိုက်နေတယ်ဆိုပြီးတော့စတင်စုပ်ပူပါတော့တယ် ဘရာဇီးလိုတငယ်ချင်း၂ယောက်ကဂျိုဂူလာကအခုချိန်မှာဇညွန့်ဆရာတယောက်ဖြစ်နေပြီလို့သတင်းကောင်းပြောပြလိုက်ပါတယ်။ရှာဟန်ကအခုကြွားမှာရိုက်မဲ့ဇလန်ကဂျိုဂူလာရဲ့ဇညွန့်ကိုရိုက်မှာပါလို့ရှင်းပြနေပြီမဲ့ဂျိုဂူလာအိမ်ကတော့ဂရုတောင်မဆိုင်ပါဘူး။အဲ့နောက်ပြင်ရုပ်ရှင်လောကကနွားကြောင်မျက်ရိပ်တဲ့ကောင်တွေကိုဘယ်တော့မှများအလုခန့်လိုက်တာလေလို့လောင်ပြောင်ခဲ့ပါသေးတယ်။ပေရှန်နူနဲ့ဘရာဇင်ကတော့သူ့ရဲ့တငယ်ချင်းဇညွန့်ဆရာတယောက်ဖြစ်ဖို့အတွက်ဘယ်လိုကူညီရမလဲလို့ဂျိုဂူလာရဲ့အမေကိုမေးလိုက်ပါတယ်။ အမေဖြစ်သူကတော့တပတ်အတွင်းဂျိုဂူလာရဲ့အိမ်အလုပ်တွေကိုနင်းနိုးတွေကူလုပ်ပေးရင်ဂျိုဂူလာအိမ်မှာအေးဆေးဆေးဇညွန်ရေးရမယ်လို့ဆိုလိုက်ပါတယ်။အဲဒီနောက်တော့ဘရာဇီးတို့တငယ်ချင်းနေရောင်းတဲ့ဂျိုဂူလာရဲ့အမေတို့ညှိနှိုင်းမှုကတော့အဆင်ပြေသွားခဲ့ပါတယ်။အိမ်ကနေပါမေးကြတာနဲ့ဂျိုဂူလာကသူ့ရဲ့အမောင်းဆိုတဲ့စကားအတွက်ဇညွန်ကိုစတင်ရေးသားနိုင်ခဲ့ပါတယ်။တငယ်ချင်းနေရောင်းကတော့သူ့အလုပ်တွေဖြစ်တဲ့မြဲရိတ်တာ၊နွားချောင်းတာနဲ့နွားတို့ညစ်တာတွေကိုကူလုပ်ပေးနေပါတယ်။ဂျိုဂူလာရဲ့အလုပ်တွေကိုကူလုပ်ပေးနေရတဲ့ပေရှင်နူးက သူ့ရဲ့အိမ်လုံးတွေကိုလုပ်ဖို့ပြက်ကွက်လာခဲ့ပါတယ်။တပတ်လောက်သေးချာလေးရေးပြီးတဲ့နောက်မှာတော့ဂျိုဂူလာရဲ့အမောင်းဆိုတဲ့ဇလန်းကြီးကစက်သိမ်းနိုင်ခဲ့ပါတယ်။ဒီအချိန်မှာပီရှင်နူးရဲ့အဖေဆူရှီလန်ရဲ့တပ်ပုံဆိုင်မှာတော့ပြဿနာဆပြီးတော့တက်နေခဲ့ပါတယ်။ဂျိုဂူလာဇန်ညွန့်ရေးရရေးဒိုရေးလုံးနေတဲ့အသားဖြစ်သူကသူ့လုံးရမယ့်ပုံတွေကိုအချိန်မီပို့မပေးနိုင်လို့ဖြစ်ပါတယ်။ဆူရှီလန်ကတော့သူ့ရဲ့ကစတမာတွေကိုကျေနပ်အောင်တောင်းပန်ခဲ့ရပါတယ်။တနေ့တနေ့နွားတက်ကောင်နဲ့အလီလိုက်နေတဲ့သူ့ရဲ့သားကိုစူပူချင်းမောင်းပါတော့တယ်။ ကိုယ့်အလုပ်ကိုမတုတ်ဘဲနဲ့အလေလိုက်နေတဲ့သားဖြစ်သူကိုအခုလုံးရမယ့်အလုပ်တွေမပြီးရင်တော့အိမ်ကိုပြန်မလာနိုင်တော့လို့အမိန့်ထိုးလိုက်ပါတယ်။ဆန်ရှိမှာတော့ဂျိုကူလာနဲ့ပရာစင်ကဗီရှင်နူးကိုထိုင်းဆောင်နေကြပြီးတော့ဆူရှီလန်အပြင်သွားတာနဲ့ဆိုင်ထဲကိုခိုးဝင်ခဲ့ကြပါတယ်။အခုဆိုရင်တော့ဂျိုကူလာရဲ့ဇန်ညုံးကလည်းအဆုံးသတ်နိုင်ရေးပြီးသွားပြီဆိုတော့သူတို့အုံယောက်ကရုပ်ရှင်သမားတွေဖြစ်နေကြပြီလို့ပရာစင်ကပြောပါတယ်။အခုအလုပ်တွေထပ်သူတို့တွေရိုက်ရမယ့်အလုပ်တွေကပိုပြီးအရေးကြီးနေကြောင်းနဲ့ အခုချက်ချင်းရိုက်တာကြီးရှာချီလာစီကိုသွားဖို့ကိုပါသွေးဆောင်ခဲ့ပါတယ်။သုံးရစလုံးကတော့ရှာချီလာစီကိုသွားပြီးတော့ဂျိုကူလာရဲ့စံညွန်းကိုထပ်မံပြသခဲ့ကြပါတယ်။ရှာချီလာကတော့စံညွန်းကိုတေချာဖတ်ပြီးတော့ဂျိုကူလာရဲ့အရေးသားကအရန်အဆင့်မီပြီးတော့နိုင်ငံသားစံနေလို့ထပ်ပြောခဲ့ပါသေးတယ်။ဒါပေမဲ့လည်းအဓိကအခက်အခဲကဒီဇလန်းကိုရုပ်ရှင်ရိုက်လို့မလွယ်ကူနိုင်ဘူးလို့ဆိုလိုက်ပါတယ်။အကြောင်းကတော့အခုခေတ်အခြေအနေအရရုပ်ရှင်ဇလန်းတွေကခင်မမီတော်ပဲနဲ့ဘယ်သူမှလည်းရုပ်ရှင်မကြည့်ကြတော့လို့ဖြစ်ပါတယ်။ အဲဒါကြောင့်မေအခုဇလန်းကိုရုပ်ရှင်ယူမဟုတ်ဘဲနဲ့အွန်လိုင်းမှာဖြန့်တင်တယ်လို့ဒရိုက်တာကြီးရှာချက်လာကအကြံပေးပါတယ်။တောရွာမှာပဲအနေများတဲ့ဂျိုဂူလာတို့ကတော့အွန်လိုင်းဆိုတာကိုနားနေတော့မကြားဘူးလို့အထူးဆန်းဖြစ်နေကြပါတယ်။ရှာချက်လာကတော့အွန်လိုင်းရုပ်ရှင်ယူဆိုတာကဖုန်းထဲကနေဇလန်းတွေကိုကြည့်လို့ရမယ်နေအားလို့ပြောပြခဲ့ပြီးတော့အခုဂျိုဂူလာရဲ့ဇန်ညွန်းကိုလေရုပ်ရှင်လိုရိုက်ပြီးမှအပိုင်းတွဲဖြစ်အောင်ပြန်ဖြန့်မယ်လို့ပြောပါတယ်။ ဂျဂူလာကတော့ရှာချလာရဲ့ကမ်းလှမ်းချက်ကိုဒဲကြီးညင်းလိုက်ပါတယ်။အချောင်းကတော့သူ့ရဲ့ဇလန်းဟာဇလန်းတွဲမဟုတ်တာမို့လို့ရုပ်ရှင်ယုံမှမတင်ရင်လက်မခံနိုင်ဘူးလို့ပြောပြီးတော့ပြန်လာခဲ့ပါတယ်။အကြံသမားရှာချက်လာကတော့ပရာဆင်းနဲ့ပေရှင်နူးကိုအိမ်ပြန်လိုက်ဖို့နေတဲ့အချိန်ဂျိုဂူလာကိုနားချပေးဖို့အကြံပေးနေပါသေးတယ်။တကယ်လို့သာဒီဇလန်းကိုရိုက်ခွင့်ရရင်ပရာဆင်းကလည်းဇလန်းနဲ့ကမင်းသားနေရာကိုပအဝင်ခွင့်ရမှာဖြစ်တဲ့ပြင်ပေရှင်နူးကလည်းဒီဇကားကိုဒရိုက်တာဖြစ်တာဝန်ယူရိုက်ခွင့်ရမှာပါလို့မလုံးပေးလိုက်ပါသေးတယ်။ အိမ်မက်တွေတကယ်ဖြစ်လာတော့မှမလို့ပရာစင်နဲ့ပီရှီနူတို့ကဂျိုဂူလာကိုစကားရိုက်ဖို့အသေးအတန်စတင်မျိုးဆွဲနေကြပါတယ်။ဒါယူမဲ့ကောင်းပါတဲ့ဂျိုဂူလာကတော့သူ့ရဲ့ဇလန်းကိုရုပ်ရှင်မှာမဟုတ်ရင်မရိုက်ပါဘူးဆိုပြီးတော့အတင်းချက်ညှင်းဆန်နေပါတယ်။ဂျန်နီနှစ်ယောက်ကတော့ရုပ်ရှင်အစားဇလန်းတွဲကိုအရင်ရိုက်ပြီးမှအဆင့်တက်ချဖို့ပြောပြီးမှဘလုံးမကြီးလို့မရတော့ဘဲနဲ့၃ယောက်သားတိုင်းပင်လွဲပြီးတော့လမ်းခွဲလိုက်ကြပါတယ်။ဂျိုဂူလာရဲ့အမိကတော့သူ့ရဲ့နှွားတွေကိုတေချာဆောင်းရှောက်တဲ့နေရာကိုတတိယနေခဲ့ပါတယ်။ အဲ့ဒီတုန်းကတော့တေချာစူးစားခဲ့တဲ့ပရာဆင်းတို့ကိုချီးကျူးနေပါတယ်။အားလုံးကကိုဘွားကိုကိုယ်တိုင်ပြန်သွားလှုပ်လှုပ်နေကြတော့ရုပ်ရှင်ရဲ့ပတ်သက်တာကိုလည်းမေးဖြောက်ထားလိုက်ကြပါတယ်။မင်းသားဖြစ်ချင်တဲ့ပရာဆင်းကတော့သူ့ရဲ့အမေကိုဝမ်းနေပြီးတော့ရှင်ဖွင့်ခဲ့ပါတယ်။ငိုနေတဲ့အချိန်မှာဂျိုကူလာကသူ့ရဲ့အိမ်ကိုဆိုက်ဆိုင်မြိုင်းမြိုင်းရောက်လာခဲ့ပြီးတော့ရုပ်ရှင်ရိုက်တာကိုငါသဘောတူတယ်လို့ပြောပြလိုက်ပါတယ်။နောက်ရမှာတော့ပရာဆင်းနဲ့ဂျိုကူလာတို့ကဒရိုက်တာကြီးရှာချလာစီကိုသွားပြီးတော့ဇလန်းရိုက်ဖို့သဘောတူကြောင်သွားပြီးတော့ပြောခဲ့ပါတယ်။ ရှာဂျလာကလည်းသဘောတူမှုကိုလက်ခံခဲ့ပေမယ့်သူတို့၃ယောက်ကြားမှာပြရှင်မှုမပါလာတော့ဘာကြောင့်လဲလို့မေးခွန်းထုတ်လိုက်ပါတယ်။အဲဒီနောက်တော့ဇလန်းရိုက်ဖို့ကန့်ကွက်နေတဲ့ဆူရှီလန်းစီကိုရှာဂျလာကိုယ်တိုင်သွားပြီးတော့ခွင်တောင်းပေးခဲ့ပါတယ်။ဆူရှီလန်းကတော့သူ့ရဲ့သားကငယ်ငယ်လေးကလေးကနေရပေါ်မှာပကြီးတော့မဆွဲဘူးတာမို့လို့သူ့ရဲ့သားကိုမယုံကြည်ရဘူးလို့ပြက်ပြက်သားသားပြောလိုက်ပါတယ်။ရှာဂျလာကတော့ရုပ်ရှင်ပညာဟာဖုံးကွယ်ထားတဲ့မိစာခဲလိုမျိုးလူတိုင်းရဲ့နှလုံးသားထဲမှာဂိမ်းအောင်နေတာပါ။ လူတွေရဲ့စ조사ခြင်းစိတ်ကိုလက်ခံပေးပါလို့ထပ်မံတောင်းဆိုခဲ့ပါတယ်။နောက်ဆုံးတော့ဆူရှီလန်ကလည်းတားဖြစ်သူကိုရုပ်ရှင်ရိုက်ဖို့စပြီးတော့ခွင့်ပြုကြပါတယ်။သူတို့တွေက issue 2ဆိုတဲ့ဇလန်လေးအတွက် poster စတင်ပြင်ဆင်ကြပြီးတော့ပန်ဂျလာရွာသားတွေကိုလည်းပအဝင်သေးဥဆောင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ကြောညာပုတ်မှာတက်ထားတဲ့စာရွက်အရရွာသားတွေကရုပ်ရှင်ကိုစိတ်ဝင်စားမှုမြင့်တက်နေခဲ့ပေမဲ့အွန်လိုင်းရုပ်ရှင်ဆိုတာကြီးကိုတော့ဘယ်သူမှနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့အနုပညာဝါသနာပါတဲ့ရွာသားတချို့ကတော့ ဂျူဂူလာပါဝင်ရှဂျလာတို့စီမှာလာပြီးတော့ audition ဝင်ခဲ့ကြပါတယ်။လိုအပ်တဲ့အားလုံးဖွဲ့စည်းလို့ပြီးတဲ့အချိန်မှာရှဂျလာကပန်ဂျန်ကဲရွာလေးကိုအိန္ဒိယနိုင်ငံအနိုင်ကန်လုံးကပြောစမှတ်တွင်အောင်သူကိုယ်တိုင်စေတနာထားပြီးတော့စူးစမ်းပေးပါမယ်လို့ကတိပေးခဲ့ပါတယ်။ပြီးတော့ဒီစကားပြည့်မြောက်ရေးအတွက် UB တသိန်းမတီမယ်လို့ပြောပြီးတော့ကျန်တဲ့နှစ်သိန်းကိုတော့ကျွမ်းသားတွေစီကနေကောက်ခံမယ်လို့ဆိုလိုက်ပါနေ။ကျွမ်းသားတွေကတော့ဒီလောက်ငွေပမာဏကိုចောင်းဆောက်လို့ရေးမှာတုံးချတာကပိုကောင်းလိမ့်မယ်လို့တရားတစ်ပေါက်ပြောနေကြပါတယ်။ ။ဆာဂျလာကတော့တကယ်ပါလို့သိနိုင်တဲ့အခွင့်အရေးဆိုတော့စံကြီးတင်နေလို့ပြန်ပြောပါတယ်။အဲဒီတုန်းကသာမက်ထရစ်ကလူတွေကရုပ်ရှင်ရိုက်ဖို့ညှင်းဆန်ခဲ့ရင်မက်ထရစ်မျိုးကြီးဆိုတာရှိလာမှာမဟုတ်ဘူးလို့ပြောပြီးတော့လူတွေအားလုံးရဲ့သဘောတူမှုကိုယူလိုက်ပါတယ်။ယူသားလုံးနဲ့ယာသားတွေကလည်းဆာဂျလာပြောတာကိုလက်ခံပြီးတော့တိမ်တက်တိမ်စင်းနဲ့ရံပုံတွေကောက်ခံခဲ့ပါတယ်။တေဝါလုံးကအလုံးမာရောအိမ်မာပါရုပ်ရှင်အကြောင်းပဲပြောနေခဲ့ပြီးတော့အာရင်အားတယ်လို့လည်းတေယုတ်ဆောင်တွေလေ့ကျင့်နေကြပါတယ်။ဆက်ကြလာကအနုပညာဖွဲ့စည်းကိုတေချာဖွဲ့စည်းပြီ သူတို့ရဲ့ယုံကြည်မှုကိုတဖြည်းဖြည်းရယူခဲ့ပါတယ်။တညမှာတော့ဆဂျလာကဂျိုကူလာတို့၃ယောက်ကိုခေါ်ပြီးတော့ညစာကြွေးခဲ့ပါတယ်။ဂျိုကူလာတို့ကဆဂျလာအရင်ကရိုက်ကူးထားတဲ့ဇာကားကိုပြဖို့တောင်းဆိုတဲ့အခါမှာဆဂျလာကအဲ့ဒီဇာကားရဲ့ဟက်တစ်ကိုအခုခံလိုက်ရပါတယ်လို့ပြောပြီးတော့ရှောင်းထွက်ခဲ့ပါတယ်။ပြီးတော့ Sony ကုမ္ပဏီကသူတို့ရဲ့ဇာကားအတွက်ဖုန်းခေါ်တယ်ဆိုလို့ပြောပြီးတော့အားလုံးကိုသူတို့နဲ့လိုက်ခဲ့ဖို့ထပ်ပြီးတော့ပြောပါတယ်။ဂျိုသားတဲ့ဂျိုကူလာတို့ကမြို့ပေါ်ကိုလိုက်ဖို့ကြဝင်လင်းနေတဲ့အတွက်ဆဂျလာတယောက်တည်းသွားဖို့စီလွတ်လိုက်ပါတယ်။ အပြန်လမ်းမှာတော့ချက်ချက်လာကသူ့ဘဝရဲ့ဖြစ်စဉ်တွေကိုပြန်ပြောပြနေခဲ့ပြီးသူခက်ခက်ခဲခဲကြော်ဖြတ်ခဲ့ရတဲ့အရာတွေအလုံးကိုဂျိုကူလာပရာစင်းနဲ့ပီရှင်နူးတို့ကအရန်သင့်ခန်းစားနေရတာကိုသူ့အနေနဲ့အယံဝမ်းသာတယ်လို့ပါပြောခဲ့ပါတယ်။နောက်တစ်ရက်မှာတော့သူ့ရဲ့ဂျွာရဲ့ရံပုံတွေကိုချက်ချက်လာဘုံသွားပြီဆိုတာကိုသိလိုက်ရပါတယ်။ဒီတရင်ကိုကြားလိုက်ရတဲ့ရွာသားတွေကလည်းရံပုံငွေပတ်စံတွေအလုံးရေစုံမျောပြီဆိုတော့တမိုင်မိုင်တထွေထွေဖြစ်ကုန်ကြပါနဲ့။အဲ့ဒါပြင်ဂျိုကူလာတို့၃ယောက်ကိုပါဆက်ချလာရဲ့အကွက်တီထဲကြားခဲ့တာမသိဘဲနဲ့ အကုန်လုံးကအလိုတူအလိုပါဖြစ်နေမယ်လို့ဆိုဆွဲပါတော့တယ်။ဒါကြောင့်ဂျိုကူလာတို့ကရွာသားတွေရဲ့တတွေးခတ်တဲ့ပက်လန်မျောနေပါတယ်။တရွာလုံးကရုပ်ရှင်ကပြင်းပြောက်ဖို့အတွက်ငွေကြေးတွေပေးအပ်ခဲ့ကြတာဆိုတော့၃ရက်စလုံးကသူတို့လိပ်ပြာတော့မလုံတော့ဘဲနဲ့ဗာဆက်လို့ရမလဲဖြစ်နေကြပါတယ်။မနေ့မှတော့သူတို့ရဲ့ပုံမှန်လုပ်တွေကိုဆက်လက်လုပ်ကင်နေရပြီမြင့်ကျိုးရှင်ရိုက်မယ်ဆိုတဲ့ရည်မှန်းချက်ကတော့သူတို့၃ယောက်လုံးရဲ့စိတ်ထဲမှာအခုထိမပြောက်ပြတ်သွားသေးပါဘူး။တည့်ရက်မှာတော့ဂျိုကူလာရဲ့တငယ်ချင်းမလေးတယောက်ကအိမ်ကိုရောက်လာပါတယ် သူတို့ကနောက်နေ့ရက်နေရင်ဒူဘိုင်းကိုပြောင်းတော့မှာဆိုတော့လာပြီးတော့နှုတ်ဆက်တာပါဂျိုဂူလာရဲ့အမေကတော့ဂျိုဂူလာအတွက်အလုပ်လေးတစ်ခုလောက်ပေးဖို့အကူအညီတောင်းခဲ့ပါတယ်ဒါပေမဲ့အထက်တန်းတောင်မအောင်သေးတဲ့ဂျိုဂူလာကိုတော့အလုပ်သွင်းပေးဖို့ဆိုတာကတော့ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ပြောပြီးတော့ငင်းခဲ့ပေမဲ့သူတို့ရဲ့ဆက်ယုံမှာ delivery တယောက်လိုအပ်တာကြောင့်အဲ့ဒီနေရာကိုလှုပ်ချင်ရင်တော့ရတယ်လို့ပြောပါတယ်သူရဲ့မာနကိုထိခိုက်တယ်လို့ခန်းစားသွားရတဲ့ဂျိုဂူလာကသူရဲ့အရေးချင်းတွေအားလုံးသိအောင်ချပြမယ်လို့ဆုံးဖြတ်ခဲ့ပါတယ် ရာဇင်းရဲ့ပေရှင်တို့ကလည်းခေါ်လို့မရနိုင်တော့တဲ့ရှက်ဂျီလာရဲ့ဖုန်းကိုမလျှော့တဲ့ဇွဲနဲ့အခုထိစူးစမ်းနေပါတယ်။ဂျိုဂူလာကတော့အရင်ကတည်းကမယုံကြည်ခဲ့တဲ့သူကိုမဲဆွဲခဲ့တဲ့ပေရှင်တို့ကိုအပြစ်တင်နေခဲ့ပြီးငွေတွေပြန်မပေးနိုင်တဲ့အတွက်သူတို့မှအပြစ်ရှိတယ်လို့ပြောလိုက်ပါတယ်။အဲဒါကြောင့်သူတို့ရဲ့မပြီးဆုံးသေးတဲ့ရုပ်ရှင်စကားကိုသူတို့ရဲ့အင်အားနဲ့ဆက်ပြီးတော့ရိုက်ဖို့အဆုံးဖြတ်လိုက်ပါတယ်။ဒီစကားကိုတော့ကိုယ်တိုင်တောင်ရေးနိုင်နေမှတော့တေချာပေါင်းအောင်မြင်အောင်ရိုက်နိုင်လိမ့်မယ်လို့တွေးထားတဲ့ဂျိုဂူလာကတော့သူကိုယ်တိုင်ဒရိုက်တာလုပ်မယ်လို့ဆိုလိုက်ပါတယ်။ ဘီရှင်နူကတော့သူ့ရဲ့ဖေစီကနေကင်မရာကိုခဏငါးသွားဖို့အတွက်ရှေးမျက်နှာနောက်ထားပြီးတော့ခွင်တောင်းခဲ့ပါတယ်ဆူရှီလန်ကတော့သူ့ရဲ့သားကိုစမ်းသတ်တဲ့အနေနဲ့မွေးနေ့ပွဲတစ်ခုကိုခေါ်သွားခဲ့ပြီးတော့ဒီပွဲမှာရိုက်ချက်လှလှလေးတွေကိုသာရိုက်ကူးနိုင်ရင်တေချာပေါက်ကင်မရာကိုငှမယ်လို့ပြောလိုက်ပါတယ်ဘီရှင်နူကအိမ်မက်တွေအကောင်အထည်ပေါ်နိုင်ဖို့အတွက်ခမ်းမိုက်မိုက်ပုံတွေကိုတေချာရိုက်ကူးပေးနေခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့ဆူရှီလန်ကသူ့အရင်ကရိုက်ထားတဲ့ခတ်တုံးတုံးပုံတွေနဲ့ပီရှင်နူရဲ့လက်ရာကိုတေချာရှင်ပြီးတဲ့နောက်မှာတော့ သူ့ရဲ့သားကိုတခါလောက်အခွင့်ရေးပေးဖို့ဆုံးဖြတ်လိုက်ပါပြီ။ဒီလိုနဲ့ဂျိုဂူလာရိုရဲ့ဇလန်တွဲကြီးကပြန်လည်အသက်ဝင်ခဲ့ပြီးတော့ရိုက်ကူးဖို့အစတင်ပါတော့တယ်။သူတို့တွေကရှူတင်းကိုရွာပြင်ကလမ်းမပေါ်မှာတီးခဲ့ပြီးတော့မင်းသားကျော့ပရာဆင်းကဗဂျန်မင်တောမန်နေရာကိုအထာကြကြတေးယုဆောင်နေခဲ့ပါတယ်။ပထမအောင်ဆုံးဆင်းမှာပဲပရာဆင်းရဲ့တေးယုဆောင်ချက်တွေကထိမိနေတာကြောင့်ဘေးနားကလူအုပ်ကြီးကလည်းစိတ်ပါလာပြီးတော့အရင်ကားလိုပဲတက်တက်ကြွကြွပါဝင်အားပြေးကြပါတယ်။ဒေဝါလုံးရဲ့စူးစမ်းမှုနဲ့အတူဇလန်းဇန်ညွန်ဒရိုက်တာဂျိုဂူလာရဲ့ အမောင်းလိုအမည်ရတဲ့ရုပ်ရှင်ဇလံတွဲကြီးကတဖြည်းဖြည်းနဲ့အချို့လုံးပေါ်လာခဲ့ပါနေ။တီးဖြတ်နေတဲ့ဘီရှင်နူးကတာဝန်ယူခဲ့ပြီးတော့အားလုံးရဲ့စူးစမ်းမှုနဲ့တူအမောင်းစကားကြီးအောင်မြင်စွာရိုက်ကူးနိုင်ခဲ့ပါနေ။ပြီးတာနဲ့ရွာထဲမှာစကားအစအဆုံးကိုစတင်ပြသခဲ့ပါနေ။သူတို့ဇလံကိုစတင်မကရင်စင်းဖို့မင်္ဂယူးမျိုးကိုသွားပြီးတော့စိုနီကုမ္ပဏီမှာဇလံသွားရောင်းဖို့ဆုံးဖြတ်ခဲ့ပါနေ။နောက်ရမှာတော့ဂျိုကူလာတို့၃ယောက်ဟာဘသူမှအာကုမနေပဲနဲ့တရွာလုံးကိုစားမြို့ပေါ်ကိုတက်ပြီးတော့ဆဂျလာပြောခဲ့တဲ့စိုနီကိုသွားရှာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Sony ကုမ္ပဏီကိုတွေးခဲ့ပေမဲ့ Sony ကုမ္ပဏီကချက်ချလာပြောသလိုမျိုးဇလန်တွဲထုတ်တဲ့ကုမ္ပဏီမဟုတ်ဘူးဆိုတာသိလိုက်ရပါတယ်။လက်မလျှော့သေးတဲ့ဂျိုကူလာတို့ကတမျိုးလုံးကိုပတ်ပြီးတော့ရုပ်ရှင်ထုတ်လို့ရကုမ္ပဏီတိုင်းပဲ့ရောင်းခဲ့ကြပါတယ်။ဘယ်ထုတ်လို့ရကမှဒီလိုပေါ်ပြက်ပြက်ရုပ်ရှင်တွေကိုအရင်းနှီးထုတ်ပြီးတော့မထုတ်ပေးဘူးဆိုတာပါသိလိုက်ရပါတယ်။နောက်ဆုံးတော့ဂျိုကူလာတို့ဟာရွာကိုတက်ခေါက်ပြီးတော့ပြန်ဖို့တောင်းလမ်းစိမရှိဖြစ်လာခဲ့ပါတယ်။သူတို့တွေဟာကြံရမရတဲ့ဆုံးလမ်းမေးဆိုင်ဖို့ပေါ်က ဆန်ဂရန့်ဆိုတဲ့ယူဂျူဘာကိုမြင်လိုက်ရတော့အကြံတောင်းဖို့ဖြစ်လာခဲ့ပါတယ်။သုံးယောက်စလုံးကဆန်ဂရန့်ကိုမေးဖို့အတွက်အိမ်အထီးကျောင်းအောင်စူးစမ်းခဲ့ကြပြီးတော့သူတို့ရဲ့အခက်အခဲကိုပြောပြပြီးတော့အကူအညီတောင်းခဲ့ပါတယ်။ဆန်ဂရန့်ကတော့အသက်ငယ်ပေမယ့်ယူဂျူမှာတော်တော်လေးအောင်မြင်တဲ့ကလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။သူအတွက်ဂျိုကူလာတို့ကိုကူညီပေးတာကတဲ့ပြီးတော့မခက်ခဲပါဘူးလို့ပြောပြီးတော့သူတို့အတွက်ယူကျူအကောင့်အသေးတစ်ခုဖောက်ပေးလိုက်ပါတယ်။နာမည်ကိုတော့ဂျိုကူလာတို့ရဲ့ယွာနာမည် ပန်ချန်ကေးလိုပဲပေးခဲ့ပြီးတော့သူတို့ရိုက်ကူးထားသမျှပွေယိုဇလန်တွေအစားစုံကိုအွန်လိုင်းမှာစတင်လိုက်ပါတယ်။ရွာမှာကြံနေခဲ့တဲ့ရွာသားတွေကတော့သူတို့လုံရက်ကိုလက်ခံမလားဆိုပြီးတော့စိုးရိမ်နေကြပါတယ်။ရွာကလူတွေကလည်းဂျိုကူလာတို့ဖုန်းကိုအာကိုတကြီးစောင့်မျှော်နေကြပါတယ်။ရွာတွေကဂျိုကူလာတို့ကိုမတည့်တဲ့လူကြီးကတော့သူတို့သုံးယောက်လုံးကရွာကိုနောက်တဲ့ချိန်ထက်လိမ်သွားပြီလို့တောင်ဝေဖန်ခဲ့ကြပါသေးတယ်။အဲဒီချိန်မှာခြေကားကြီးတစ်စီးနဲ့တူဂျိုကူလာတို့သုံးယောက်ကရွာကိုဆိုက်ဆိုင်မြဲမြဲရောက်ချလာခဲ့ပါတယ်။ ရွာကိုရောက်ရောက်ချင်းရွာသားတွေကို YouTube ဆိုတဲ့ application အကြောင်းပြောရင်းနဲ့သူတို့ကြုံခဲ့သမျှအားလုံးကိုဝေမျှခဲ့ပါတယ်။ YouTube ဆိုတာကိုမသိတဲ့ရွာသားတွေကသူတို့ ပြောတာကိုနားမလည်ပဲကြောင်ပြီးတော့ရက်ကြည့်နေတဲ့အချိန်မှာစူနီကမင်းတို့တွေ TV channel ထောင်းနေဆိုတာငါတို့ကဂျုံရမှာလားလို့အကန့်စကားတွေနဲ့စတင်လိုက်ပါတယ်။ဂျိုဂူလာကပီရှူနူးစီကနေ YouTube channel ကိုဝင်ကြည့်ခိုင်းလိုက်တော့ရွာသားအားလုံးဖုန်းထဲကနေတဆင့် blogger လေးပီရှူနူး channel ကိုဝင်ကြည့်လိုက်ကြပါတယ်။ ။စွာတွေကလူကြီးတွေကတော့အဲ့လိုကြည့်တာကပါကျိုးရှိလို့လဲ။ဘာညာဆိုပြီးတော့မေကွန်းတွေနဲ့ထောက်ပါတော့တယ်။ဂျကူလာကတော့ YouTube မှာသူတို့ series 10ပိုင်းကိုအဲ့ဒီ channel မှာတင်ထားတာကြောင့်တကဘာလုံးကသူတို့ရဲ့ series ကိုဝင်ကြည့်ချလိုက်မယ်လို့ရှင်းပြခဲ့ပါတယ်။စွာတွေကပုံရှိတဲ့လူတွေက YouTube မှာသူတို့ပြောသလိုရှာကြည့်ပြီးတော့ဗီဒီယိုတွေကတကယ်တင်ထားကြောင်းတွေ့လိုက်ရပါတယ်။ဂျကူလာကထပ်ပြီးတော့ YouTube မှာကြည့်ရှုသူ4000နဲ့အနီရောင် subscribe club ကိုနှိပ်တဲ့သူတထောင်ရရင်တော့ YouTube ကပတ်စံပေးမယ်လို့ပါပြောလိုက်ပါတယ်။ ရွာသားတွေကတရွာလုံးနဲ့ရှင်ရင်ကြီးရှုသူ၄00ဆိုတာတပတ်နဲ့တည်းပြည့်တယ်လို့ပြောကြပေမဲ့တကယ်အဓိကခက်ခဲကတော့တရွာလုံးပေါင်းမှဖုံ၅လုံးတော့ပြည့်အောင်မရှိပါဘူး။ဒါပေမဲ့ရွာကတက်နိုင်တဲ့လူတွေကတော့မလျှော့တဲ့ဇွဲလုံးလားနဲ့တက်နိုင်တယ်လို့ဖုန်းတွေဗီဒီယိုတွေနဲ့အားပေးခဲ့ကြပါတယ်။နောက်ရတော့လိုအပ်နေတဲ့ follower နဲ့နိုင်လေးတောင်ကခဏလေးနဲ့ပြေးသွားပြီးတော့ YouTube ကပေးတဲ့ monetization ကလည်းရသွားခဲ့ပါတယ်။ monetization အောင်သွားခဲ့ပေမဲ့သူတို့လက်ခံရရှိတာကတော့2ဒေါ်လာစာလေးပဲစတင်ရခဲ့လို့အခက်တွေ့ကြရပြန်ပါတယ်။နောက်တဲ့လူသိများဖို့အတွက်သူတို့ channel ကိုထပ်ပြီးစူးစမ်းကြည့်ဖို့ဆက်ဆုံးဖြတ်ခဲ့ကြပါတယ်။နောက်တစ်နေ့မနေ့မှာတော့300စလုံးဟာ Hasty Nebury ကိုသွားပြီးတော့လူထပ်ထည့်ဖို့အတွက်ထွက်လာခဲ့ကြပါတယ်။ဂျိုဂူလာတို့၃ယောက်ကပေရှင်နုနာမည်နဲ့ပန်စာအုပ်လုပ်ခဲ့ပြီးတော့ YouTube channel အတွက် subscribe တိုးဖို့လူတိုင်းစိတ်ကြညာနေခဲ့ပါတယ်။တနေ့ကုန်လုံးမှာ၃၅ယောက်လောက်ပဲခေါ်နိုင်ခဲ့တာကြောင့်သူတို့တွေဘာဆက်လို့ရမလဲဆိုတာကို ယူဂျူဘာပေါ့စာစံကရန်ကိုလှမ်းပြီးတော့မေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။စံကရန်ကလည်းဂျိုဂူလာတို့အတွက်သူ့ရဲ့ယူဂျူမှာရှက်ပေးမယ်လို့ပြောခဲ့ပါတယ်။ကြီးကျူးသူများလာတော့သူ့ရဲ့ဇလန်ကိုပလင်းတဲ့လူတွေပေါ်လာခဲ့တော့စိတ်တက်လေကြလာခဲ့ပါတယ်။ဝေဖန်တဲ့သူကလည်းဇလန်တွေကိုစေးစေးဆက်ဆက်ဝေဖန်ပြီးတော့တခြားသူတွေအားလုံးကိုပါပန်းချံကဲရွာကိုအမပေးပါနဲ့လို့ဆိုနေကြပါတယ်။တကဘာလုံးကလူတွေကလည်းသူ့ရဲ့ဇလန်ကိုလောင်ပြောင်နေကြတာကြောင့်သူတို့လုံရက်တွေအတွက်ရှက်ရွံ့ပြီးတော့လက်လျှော့ဖို့ထီထောင်ဆုံးဖြတ်ထားခဲ့ကြပါတယ်။ သူတို့ရဲ့အိမ်မက်ကိုလက်လျှော့လိုက်ကြပြီးတော့အရင်လိုပဲရွာလုံးလေးပြန်လုခဲ့ကြပါတယ်။ဒီလိုနဲ့ရက်တွေကြာလာတဲ့အခါမှာသူတို့ရဲ့မေးပြောက်သွားတဲ့ရုပ်ရှင်ဇလဲတင်ထားတဲ့ channel ကနေဒေါ်လာတွေအများကြီးကျနေတာကိုတွေ့လိုက်ရတော့သူတို့ရဲ့အိမ်မက်တွေပြန်လဲရက်တည်လာနိုင်ခဲ့ပါတယ်။နောက်ဆုံးတော့ YouTube ကနေ Saver Button တွေ Diamond Button တွေကိုပါလက်ခံရရှိပြီးတော့အောင်မြင်လာခဲ့ရင်းနဲ့ဇလန်းလေးကိုလည်းပြီးဆုံးသွားခဲ့ပါတယ်။ဟုတ်ကဲ့ပါဗျာကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တို့ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။